ိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြမှာကတော့လုံစုဂဲလိုင်းမှာမိတ်ဆွေတို့ဒီအချက်အလက်တွေပါလာပြီဆိုရင်သတိထားမှာဖြစ်ပါတယ်အဲကြောင့်လုံစုဂဲလိုင်းမှာအပြင်လုံစုရဲ့အပြင်မှာပေါ့နော်အခွန်မှာအခုလိုဒီအချက်အလက်တွေပါလာပြီဆိုရင်မိတ်ဆွေတို့တင်းတင်းချာချာလေးကြည့်ပါတင်းတင်းချာလေးကြည့်ပြီးတော့မှပဲအရာအားလုံးကိုရှုံငုံပြီးဆုံးဖြတ်ပြီးတော့မှပဲဝယ်သေးကြပါတယ်အခုဒီမှာရေးထားတဲ့အချက်အလက်တွေဒီ တချို့ကကျတော့ဒီဒီတွေအချက်အလက်တွေကိုအဖျက်လက္ခဏာလို့ခေါ်တာလည်းရှိတယ်မကောင်းတဲ့လက္ခဏာလို့ခေါ်တာလည်းရှိတယ်သို့ပေမဲ့ကျွန်တော်ကဒီလုံးစုံမှာဒီကအခုရှာရေးထားတဲ့အရာတွေဒီပါတတ်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့ဒီပါတတ်တဲ့အရာတွေဒီဘယ်ဟာတွေကဘာဖြစ်တယ်လဲဆိုတာကိုကျွန်တော်ကဒီမှာအသေးစိတ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ကျတော့မိတ်ဆွေတို့ကဒီအချက်အလက်တွေကိုသိထားပြီဆိုရင်ကြောက်စိမ်းလုံးစုခဲလိုက်ဝယ်တော့မယ့်အခါမှာဒီအချက်အလက်တွေကိုသိထားပြီဆိုရင် မိတ်ဆွေတို့ကဆောင်ရံနဲ့ရှောင်ရံသဘောတရားကိုနားလည်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့အမားနည်းမယ်လုပ်ငန်းတွေမှာအများကြီးအထောက်အကူဖြစ်လာမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်အရင်ဆုံးဒီလုံးစု guideline ကိုအရင်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်လုံးစုတစ်လုံးလို့ပြောလိုက်ပြီဆိုရင်ကြောက်စိမ့်လုံးစုတစ်လုံးမှာအရင်ဆုံးကျွန်တော်တို့နေရတာဒီရန်ရှော်အခုံဖြစ်ပါတယ်။ဒီမှာဒီသုံးချက်ကိုကျွန်တော်အရင်ဆုံးရှာရေးပြီးထားတယ်။အဲ့ဒီနေရာမှာကျွန်တော်ရန်ရှော်အခွန်နဲ့ပတ်သက်တဲ့အသေးစိတ်တွေအရတော့ကျွန်တော်အရှိမဗီဒီယိုတွေရှင်းပြခဲ့ပြီးသွားပြီ။မိတ်ဆွေတို့ရှိမှသွားကြည့်လို့ရပါတယ်။အဲကြော ဒီမှာရှင်းပြမယ့်အကြောင်းအရာတွေကကျွန်တော်ဒီလုံးစုဂဲလိုက်မှာဒီကနေဒီအချက်လက်တွေပါလာပြီးဆိုရင်တော့မင်းဆိုလို့တည်ထားရမယ်။ရှောင်းသိင်းတဲ့အရာတွေကိုလည်းရှောင်းရမယ်။တချို့အရာတွေကိုလည်းနည်းနည်းပါးပါးထည့်သွင်းစဉ်းစားပြီးတော့လုံးလို့ရရင်ထင်လဲလုံးလို့ရပါတယ်။ဆိုတော့အရင်ဆုံးပြောရမှာတော့ကျွန်တော်ရန်ရန်မှာဆိုရင်ကျွန်တော်ဒီချောင်းသိင်းဂဲလိုက်မှာလာပြီးစဉ်ရန်မှာရန်ကြမ်းလို့ရင်မင်းဆိုလို့တည်ထားရပါမယ်။နောက်ချက်ကလည်းရန်မတန့်ဘူးဆိုရင်လည်းမင်းဆိုလို့တည်ထားရပါမယ်။ဒါကြောင့်လဲဆိုရင်ရန်ကြမ်းရင်အတွင်းကြောက်သားမှာရန်စံထိုးတာတို့ 就大最大的拉卡拉的，就大嘛，那下多一片毛，嘛高原拉卡拉的会多点的，但没得别的的，就讲就讲个盐碱地肥水，盐盐碱地肥水，没水路，土地差吧呗。我们那边表没说盐就是啥，盐碱比较。先讲我们盐帮子苗白，那地帮子苗嘛，先白一点，其次就盐地了，暗些，花生地也暗些，表地差，比如讲你盐碱地下多水，没水路，那地路垄子没水，土地差比嘛会啊，下面讲到盐碱。 အရေးကြီးပါဒီပါလာမပါလာတခြားသောကြောင့်မျိုးတွေကောင်းလာမကောင်းဒါတွေကြည့်ပြီးမှပဲဝယ်ရမှာဖြစ်ပါလားအဲ့တော့ရန်ကြမ်းရင်မိတ်ဆွေတို့တတိထားပါမယ်ပြီးနောက်တစ်ချက်ကရန်မတန်ဘူးဆိုရင်လည်းမိတ်ဆွေတို့တတိထားပါမယ်ရန်မတန်ဘူးဆိုရင်အတွင်းကြောက်သားမှာကျတို့အသက်ခံမကောင်းတာတွေအသက်ခံမှာအဝါတွေအသက်ခံမှာနောက်ဆိုအညစ်တွေအသက်ခံမတန်တော့တဲ့ပုံစံမျိုးတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့ရန်မတန်ဘူးဆိုရင်လည်းမိတ်ဆွေတို့အဲ့ဒီကြောက်ကိုတတိထားပြီးတော့မှမိတ်ဆွေတို့ဝယ်ရမှာဖြစ်ပါတယ် ြီးတော့ရန်နဲ့ပတ်သက်တဲ့ channel အသေးစိတ်တွေတော့ကျွန်တော်ရှေ့မှာရှင်းပြပေးထားပါတယ်ဒါကတော့လောလောဆယ်မိတ်ဆွေတို့သိထားသင့်တဲ့အရာတွေကိုပြောပြပေးတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်က short short လို့ပြောပြီးဆိုကျွန်တော်က short see short get short မွေး short short ဒါတွေကိုသတိထားမှာဖြစ်ပါတယ်ဒါကြောင့်ဒါတွေကိုသတိထားမှာလဲဆိုရင် short see လုံးရင်ကျွန်တော်တို့ဟိုကအမေကျော်တွေမှာ short အရန်စီးလုံးရင်အတွင်းထဲမှာမောက်ကွက်တာတွေတော့မောက်သားဖြစ်သွားတာတွေဒီလိုမျိုးဖြစ်တတ်ပါတယ်ပြီးတော့ short get လုံးနဲ့ short get လုံးနဲ့ဆိုရင်လည်းအတွင်းကြောက်သားမှာအကြောင်းသားမိထိုးပေါက်ဝက်သွားတာတို့အကြောင်းသားအတွင်းထဲမှာဖေးသွားတာတို့ ်ကျောက်သားအတွင်းထဲမှာအဲတခြားသောအဖြစ်အမှတ်ပေါ်တော့ကျောက်သားအတွင်းမှာလင်းရမလာတော့တာတို့အတကန်အယောင်မလာတော့တာဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်မကျွန်တော်ကချော်စည်းတာရောချော်ကတ်တာကိုတွေ့ပြီဆိုရင်ပြီဆိုဒီထားပါပဲချော်မွေးတာနဲ့ချော်လျှောက်တာလည်းအတူတူပါပဲချော်မွေးချော်လျှောက်ကကျွန်တော်ကျွန်တော်ကြောက်အသားကိုကောင်းကောင်းတော့မဖြစ်စေပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်ချော်မွေးတာရောချော်လျှောက်တာလည်းဖြစ်ပြီဆိုရင်အတွင်းကျောက်သားမှာအဲကျောက်သားမကောင်းတာတို့ကျောက်မျိုးနည်းနည်းပါလိုတော့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဒီရမ်းပဲဖြစ်ဖြစ်ချော်ပဲဖြစ်ဖြစ်ဒါလေးကိုမြင်ပြီးဆိုရင်တော့ ုံးဝမဝယ်နဲ့လူဆိုလို့တော့မဟုတ်ပါဘူးဒီအချက်တွေကိုတွေ့ပြီးဆိုရင်မိစေတို့ဒါတွေကအားနည်းချက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတိရှာကြည့်ပြီးတော့တခြားသောအာသာချက်တွေကဘာတွေပါလာလဲကြည့်ပြီးမှပဲဝယ်သင့်ပါတယ်ဒါတွေကတော့အားနည်းချက်တွေဖြစ်ပါတယ်ပြီးတော့အခွန်ချက်တာအခွန်ဖွာတာအခွန်ပြက်တာဒါမျိုးတွေလည်းရှိပါသေးတယ်အဲကြောင့်ကျွန်တော်အခွန်ချက်ပြီးဆိုရင်အခွန်ချက်ရင်ကြောင့်သားပိတ်တယ်ဆိုတဲ့ဒါသဘောတဘာဝရှိပါတယ်ဒါလည်းမိတ်ဆွေတို့သိပါပါအဲတော့အခွန်ချက်ပြီးစဉ်ကြောင့်သားပိတ်တတ်တယ်ဒါကြောင့်မို့ကြောင့်သားပိတ်နေလည်းမပိတ်နိုင်ဘူးတခြားကြည့်ရမယ်အခွန်ဖွာရင်လည်းဒါကြောင့်သားမှပြတ်သွားတာတို့ကြောင့်သားမှ အဲဒါတခါတည်းမှာကြောက်သားတွေကျဲကုန်တယ်ကြောက်သားမရှိရတာမို့လို့ဖြစ်တတ်ပါတယ်ပြီးတော့ဒီကကြောက်အခွန်ပြက်အခွန်ပြက်ပြီဆိုရင်တော့အတွင်းကြောက်သားတွေပြတ်သွားတဲ့တဲ့သဘောတရားမျိုးဖြစ်ပါတယ်ဒါကြောင့်မကြောက်ပါအခွန်ချက်တာတွေအခွန်ဖွာရတဲ့အခွန်ပြက်တာတွေဆိုရင်လေတည်တည်ချာချာတတိထားပြီးမှဝယ်ရပါမယ်တည်တည်ချာလိလာသုံးတက်ပြီးမှပဲဝယ်ရပါမယ်ဘာကြောင့်လဲဆိုရင်ဒီအချက်လက္ခဏာတွေဒီကြောက်အသားကိုသွားပြီးတော့ဖြတ်တတ်တဲ့သဘောတရားတွေတက်ရောက်နိုင်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုလည်းမေ့စိုးသိထားပါပဲနောက်တစ်ချက်ကကျတော့ဒီအခွန်မှာဆိုရင်နောက်တစ်ချက်ရှိတာကတော့မောက်ပေါ့နော်အခွန်မှာဆိုရင်မောက်တွေပါနိုင်တဲ့လုံစွတ်တွေမှာရေးမစေးတွေမှာ မော်ရဲကနေထွက်ကားသားကြောက်ဒီမှာမောက်နေပါတယ်မောက်ဒီမှာဆိုရင်ကျွန်တော်မောက်ချောက်တယ်ဆိုရင်မိတ်ဆွေတို့အဲ့ဒီကြောက်နေသည်မကောင်းနိုင်ပါဘူး။ဒါကြောင့်လဲဆိုရင်ကျွန်တော်ဒါမောက်ချောက်တာပါလာပြီဆိုရင်ဒီအစွမ်းနာကကျွန်တော်ပြောသလိုဒီရှိရအကုန်ကြက်တာအကုန်ပွားတာအကုန်ပြတ်တာဒီအချက်လက်တွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမောက်ချောက်ပြီဆိုရင်လည်းမိတ်ဆွေတို့တတိထားယူမှာဝယ်ရပါမယ်။ဒါကတော့ကျွန်တော်ဥပမာအနေနဲ့မိတ်ဆွေတို့ဒီအချက်လက်တွေတည်သွားပြီဆိုရင်ဒီမောက်ချောက်တာလေးကိုပါအပြင်မှာကတ်နေတဲ့မောက်ညကြီးခဲတွေပေါ့နော်အဲ့ဒါမောက်ချောက်တာတွေကို မင်းစလို့သိအောင်လို့ကျွန်တော်ကဒါလေးကိုထည့်ရေးပေးတာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ရှင်းရှိမယ်ရှင်းမှာကျွန်တော်ရှင်းလျှောက်တာရှိမယ်ရှင်းမွဲတာရှိမယ်အဲ့ကျတော့ရှင်းမှာဆိုရင်လည်းရှင်းလျှောက်လုံးအားကြီးတယ်ရှင်းကမစိုးနေဘူးရှင်းကလျှောက်နေတယ်ပြီးတော့ရှင်းလျှောက်တာတဲ့ကိုပြီးတော့ရှင်းမွဲတယ်မွဲတယ်ဆိုတာလည်းမိတ်ဆွေတို့ဒါအပြင်မှာနောက်ကြကျွန်တော်ကြောင်းနဲ့ပြပေးတယ်မိတ်ဆွေတို့သိမှာပါနော်အဲ့ကျတော့ရှင်းလျှောက်တယ်ရှင်းမွဲတယ်ဆိုရင်မိတ်ဆွေတို့တတိထားရမယ်ဘာကြောင့်လဲဆိုရင်အခွန်မှာရှင်းလျှောက်တယ်ရှင်းမွဲတယ်ပါနေပြီဆိုရင်အတွင်းထဲမှာလည်းရှင်းလျှောက်သွားနိုင်တယ်အဲ့ပြီးတော့ရှင်းကလည်းမကောင်းမဲနဲ့ အဖြစ်အမှတ်ပုံစံမျိုးပေါ့အဲ့ဒီလိုဝင်သွားနိုင်တယ်ဆိုရင်ဒါဒီကြောက်ကဘာမှလုံးလို့မရနိုင်ပါဘူးဒါကြောင့်နောက်တစ်ချက်ကရှင်းလျှောက်တယ်ပါတယ်ဒါပေမဲ့ကြောက်မျိုးရင့်နေဆိုရင်တော့ဒါမဆိုးဘူးမိတ်ဆွေတို့တိတိကျကျစဉ်းစားပြီးဝယ်လို့ရမယ်ရှင်းရလျှောက်တယ်ရှင်းရလျှောက်လျှောက်တယ်မွဲလဲမွဲတယ်ပြီးတော့ကြောက်မျိုးကလည်းလုနေတယ်ဆိုရင်တော့မိတ်ဆွေတို့အဲ့ဒီကြောက်မျိုးတွေမွဲတက်ပါဘူးပြီးတော့အပေါ်ကဆွမ်းနာသူဆက်ပြောချင်တာကတော့ရမ်းကြမ်းတယ်ရမ်းမတတ်ဘူးကြောက်မျိုးလုနေတယ်ဆိုရင်လည်းမွဲတက်ပါဘူးချော်သီးချော်ကတ်ဒါချော်မွဲ ချော်ချောက်ဖြစ်နေတယ်ဆိုရင်ပြီးတော့နောက်တစ်ချက်ကလည်းကြောက်မျိုးနုနေတယ်ဆိုရင်အဲမျိုးကိုလည်းမဝယ်သင့်ပါဘူးအခွန်ကျက်တဲ့အခွန်ပါတဲ့အခွန်ပြက်တဲ့မောလျှောက်တာဖြစ်နေတယ်တိုးပေမဲ့လည်းဆေးလက်ကြောလိုက်လို့မြင်ရတယ်ကြောက်မျိုးကနုနေတယ်အဲဒါမျိုးဆိုရင်လည်းဒါဒီအခွန်ကြက်တာကတော့အခွန်ကြက်တဲ့အတွက်ကြောင့်မျိုးကြောင့်မျိုးအမှုအရှင်ကတော့ဒါမိတ်ဆွေတို့ကိုနောက်မှတရားရှင်းပြမယ်ဒီအခွန်ပေါ်လာဒီခွန်ပြက်တာလေးမှာကျတော့ကြောင့်မျိုးတန်းတွေကိုအခွန်ကိုကြည့်ပြီးတော့ဆုံးဖြတ်လို့ရပါတယ်။ဒါကြောင့်မလို့ကြောင့်မျိုးနုနေတယ်ဆိုရင်တော့ဒီအပေါ်ကအချက်တွေနဲ့တွဲနေတယ်ဆိုရင်တော့ကြောင့်မျိုးလည်းနုနေတယ်ဆိုရင်တော့မဝယ်သင့်ပါဘူး။ နောက်ချက်ကကျတော့ကျွန်တော်ဒီမှာအနာအကြီးအသေးပေါ့အနာအကြီးလို့ရင်လည်းဒါမျိုးစုတည်ထားပါမယ်အနာသေးလို့ရင်လည်းတည်ထားပါမယ်ပြီးနောက်တစ်ချက်ကပလွန်ပထော့သေးရန်ကျွန်တော်ဒီသုံးခုအရင်ပြောပြပါမယ်ပလွန်ပထော့သေးရန်ဆိုတာကျတော့ဒီသေးရန်ဆိုတဲ့အရာကြီးပါလာပြီဆိုရင်ပလွန်သို့မဟုတ်ပထော့ဖြစ်နိုင်ပါတယ်ပြီးနောက်တစ်ချက်ကလည်းသေးရန်ဆိုတဲ့အရာပါလာပြီဆိုရင်ကြောက်မျိုးရောတာလည်းဖြစ်နိုင်ပါတယ်တခြားကျတော့ကြောက်မှန်တယ်ကြောက်စိမ့်မှန်တယ်တခြားကျတော့ကျွန်တော်ကြောက်စိမ့် မဟုတ်ဘူးဒီတဲရန်ရောထားတဲ့အတွက်ကြောင့်မလို့ကြောင့်မျိုးရောနေတာမျိုးရှိပါတယ်ဟုတ်ကဲ့အဲ့လိုမော်တွေကဘလိုနေရာမှာအများဆုံးတွေ့ရတယ်လဲဆိုရင်ဒါမိတ်ဆွေတို့သိရမှာဝေခါမှာဒါအများဆုံးတွေ့ရတယ်ပါတယ်ဝေခါအလုံးအကြီးတွေမှာဒါအများဆုံးတွေ့ရတယ်ပါတယ်အဲကြောင့်မျိုးရောတာမျိုးပေါ့နော်အဲတရှမ်းအကြောင်းဖြစ်နေရတရှမ်းအကြောင်းမဟုတ်ဘူးတဲရန်ဒါမျိုးရှိနေရမျိုးလည်းရှိပါတယ်ဆိုတော့မိတ်ဆွေတို့သိထားမှာဒီဘလုံးနဲ့ပထော့ဒီဒါတဲရန်ဒီအခြေခံပြီးလာတာပါတဲရန်ပါရင်ဘလုံးနဲ့ပထော့ဖြစ်နိုင်ပါတယ်ကျွန်တော်ကဒါမိတ်ဆွေတို့တတိထားလို့ရအောင် ဒီအားနည်းချက်တွေကို basic လို့သိအောင်ကျွန်တော်ကဒါထည့်ရေးပေးတာဖြစ်ပါတယ်အဲ့ဒါမိမိဆိုရင်တော့ကျွန်တော်ခွေးယူခွေးယူဆိုတာကကျွန်တော်ကျွန်တော်ရမ်းပဲအဲ့ဒီရမ်းနေပြီးတော့ကျွန်တော်တို့ကြောက်စိမ်းလုံးစွတ်တွေမှာအပြင်မှာဒီကြောက်အခွန်မှာမှရမ်းအကြည်အောင်လေးတွေကနေပြီးတော့အချောင်းလိုက်ပြီးကျွန်တော်ကျိုးပုံစံမျိုးတွေတွားနေတာမျိုးတွေကိုကျွန်တော်ကခွေးယူလို့ခေါ်တာဖြစ်ပါတယ်ဒီခွေးယူတွေကဘာဖြစ်တယ်လဲဆိုရင်အခွန်မှာပါတဲ့ခွေးယူတွေကဖက်လိုက်တဲ့အခါမှာအတွင်းထဲမှာဒီခွေးယူနေရာတွေက အကြောင်မျိုးလူတယ်အကြောင်မျိုးသိမကောင်းဘူးဆိုရင်ခွေးရိုးနေရာတွေကအဲခွေးရိုးနေရာအကြည့်ချောင်းနေရာကကြောက်သားပျော့တတ်ပါတယ်မှတ်ဒီပါရဲ့အကြောင်တင်တဲ့နေရာမှာဆိုရင်အဲ့ဒီနေရာကတခြားအသားအတန်းနဲ့တတ်ထက်တဲ့အတူတူမသွားဘဲနဲ့အဲ့ဒီနေရာမှာလေအဲ့ဒီအကြောင်အကျော်လေးကအကြောင်တစ်မျိုးနည်းနည်းယော့တာလို့လည်းကောင်းအဲ့ဒီပုံစံမျိုးဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့ခွေးရိုးပါရင်လည်းမိတ်ဆွေတို့တတိထားပါမယ်မဲ့မဲ့ဆိုတာကတော့ကျွန်တော်လူတွေမှာပါတယ်ဒီလိုမဲ့ပုံစံမျိုးပဲ ော်မဲ့ပုံစံမျိုးပဲမဲ့အဆက်အဆက်လေးတွေပါလာမျိုးဆိုတာပါမော်အများစုမှာလည်းပါပါတယ်ဒါပေမဲ့ခန်းကြီးမှာတော့ပုံများပါတယ်တွေ့ရတာတော့နောက်ကကြည့်တော့ခိအညိခိနဲ့အညိဆိုတော့မိတ်ဆွေတို့ကဒါချုံငုံပြီးပြောမယ်ဆိုတော့တူရလို့ပဲပြောမှာပေါ့နော်ဒါပေမဲ့ပုံသဏ္ဍာန်ပြတဲ့ပုံစံတော့မတူဘူးဖြစ်နေမှုကတော့ဒါအဖြတ်အမောက်တွေပဲမဲ့ခိအညိဒါတွေအကုန်လုံးကတော့မကောင်းတဲ့လက္ခဏာတွေပါနော်ခွေးယိုးမဲ့ခိအညိ ဒါတွေကတော့မကောင်းတဲ့လက္ခဏာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ဒါတွေပါလာပြီဆိုရင်တော့ကြောက်တီမှာတတိထားပြီးမှပဲဝင်ကြပါတခြားသောအာသာချက်တွေမပါဘူးဆိုရင်ဝင်ကြပါတယ်ဥပမာအရေးအရန်ကောင်းတဲ့ကြောက်မျိုးလေးအရန်ကောင်းတဲ့အရေးဝင်နိုင်တဲ့နေရာရှိတယ်ဒါမျိုးဆိုရင်တော့ဒါဝယ်လို့တော့ရပါတယ်အလိုမမို့အရေးလည်းမပါဘူးကြောက်မျိုးလည်းမကောင်းဘူးဒီခွေးရိုးတွေမဲ့တွေခိတွေအညိတွေပါနေတယ်အနာတွေအရန်များနေတယ်နာအခွန်ကလည်းကြက်နေတယ်ချော်ကလည်းအဲနောက်တစ်နေ့ချော်ကလည်းချော်စီးဖြစ်နေတယ်နော်ရမ်းနေပါတယ်ပါလာတယ်ရမ်းနေရလည်းမတန့်ဘူးဒါမျိုးဆိုရင်အဲ့ကြောက်မျိုးလုံးဝမဝယ်သင့်ပါဘူး ဒါမိတ်ဆွေတို့ကြအပေါ်အားလေးနဲ့တွဲပြီးတော့ကျွန်တော်ပြောပြပေးသွားတာပါအဲဒါကြောင့်မိတ်ဆွေတို့ဒီသားမှာဒီလဲရပါလာပြီဆိုပလုံမထောဖြစ်နိုင်တယ်ကျွန်တော်မျိုးရောတာလည်းဖြစ်နိုင်တယ်ပြီးခွေးယုံမဲ့ခီအညိဒီကြောက်ရအဖြစ်လက္ခဏာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အလျှော်ရထုတ်တဲ့နေရာမှာလည်းဓာရီပါလာပြီဆိုရင်မကြိုက်ကြပါဘူးမကြိုက်ကြတဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်ကဒီဟာတွေပါလာပြီဆိုရင်ခြောင်ကြပါတယ်ဓာရီကတော့ကျွန်တော်တို့ဝယ်ရမယ့်နေရာမှာတော့မပါဘူးဓာရီမြင်ပြီဆိုရင်ကျွန်တော်တို့ကလုံးစုတွေဟိုခြောင်ရမယ့်နေရာမှာပါလာတဲ့ကြောက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကဓာရီပါလာပြီဆိုရင် အဘောအချက်လက်တွေနဲ့တိတိကျကျလေးစဉ်းစားပြီးမှပဲဝင်နေကြပါလေ။နောက်တစ်ချက်ကကြောင့်ငရှိတ်ငရှိတ်ဆိုတော့ငရှိတ်အညိုရောင်ဖြစ်ပါလေ။ငရှိတ်ကတော့အပြက်လက္ခဏာလို့တော့ဆိုပင်ပဲငရှိတ်ကနော်ကြောင်မျိုးနှူးတဲ့ကြောင်ပြင်မှာငရှိတ်ဝင်ရင်တော့တံမိုးအဖြစ်ဘာမှအသိမရှိပေမဲ့မကောင်းပေမဲ့ကြောင်မျိုးကောင်းတယ်ဥမာအသက်ဆန်းလို့ကြောင်မျိုးကောင်းတဲ့ကြောက်တွေပေါ့နော်အဲ့ဒီလိုကြောက်ကောင်းတဲ့ကြောက်တွေမှာငရှိတ်ပါသွားရင်ဆိုတော့ဥမာငရှိတ်ဆန်းဖြစ်သွားတာမျိုးတို့နောက်ဆုံးနေ့ဘော်ဒီမှာလည်းငရှိတ်ဆွဲတာမျိုးတို့နောက်ဆုံးနေ့ကြောက်သားကျွန်တော်တို့ဒီ ခါတန်တန်ဒီမှာမရှိဆွဲတာမျိုးလို့ဆိုရင်တော့ဒါကအသုံးတက်ပါတယ်လက်ကောက်ထွက်ရင်လည်းလက်ကောက်ထုတ်လို့ရသလိုပပူးထွက်ရင်လည်းပပူးထုတ်လို့ရတယ်ပတိဆိုရင်ပတိထုတ်လို့ရပါတယ်အဲကြောင့်မရှိဆိုတော့အဖြတ်လက္ခဏာဆိုပေမဲ့သူကကြောင်မျိုးကောင်းတဲ့နေရာမှာဝင်အသုံးတက်တယ်ဈေးကွက်ရှိတယ်ကြောင်မျိုးနုတယ်ကြောင်မျိုးမကောင်းတဲ့ကြောင်ဒီမှာပဲဝင်သွားတယ်ဆိုရင်တော့ဒါကတန်ဖိုးအဖြစ်နေသွားပဲရောင်းကွက်ကတော့ဈေးကွက်ပါလေဈေးကွက်အဖြစ်နေသွားမှာဖြစ်ပါတယ်နောက်ကကျတော့ဖာဦးဖာဦးဆိုတာလည်း ီအတူတူပါပဲခွေးရိုးလိုမဲ့လိုခီလိုအညိလိုလိုပါပဲဖားဥပုံစံမျိုးလေးတွေမိစလိုဒီမှာအင်းကြီးမှာဖားဥဆဲလိုပဲဖားဥလေးတွေအဲ့လိုပုံစံမျိုးလေးတွေအများကြီးပါနေပြီဆိုရင်လည်းဒါမကောင်းပါဘူးအဲ့လိုအရေးပါပြီဆိုတော့ဒါအဖြစ်လက္ခဏာဖြစ်ပါတယ်နောက်ကကျငခြင်းကွက်ငခြင်းကွက်ဆိုတာမှာကျပြောစရာနှစ်ခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီဝေခါမှာပါတဲ့မခြင်းကွက်လေးတွေဆိုတာရှိပါတယ်ဝေခါမော်ဝေခါကြောက်ကိုလုတ်ဘူးတဲ့လို့ဆိုရင်သိပါပါအဲ့လိုမျိုးပါလာပြီဆိုရင်အစွမ်းကကျွန်တော်ပြောသလိုပဲ တဲရမ်းမဟုတ်ဘဲနဲ့ငချင်းကွက်လေးတွေပါလာပြီဆိုတော့မျိုးရောနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်ဝေခါမှာငချင်းကွက်တွေနဲ့မျိုးရောတာတို့ကျွန်တော်ကိုယ်တိုင်လည်းကြုံမှုပါတယ်ဖြတ်မှုပါတယ်အများကြီးလည်းတွေ့မှုပါတယ်ဆိုတော့အဲ့ဒီငချင်းကွက်ကကျတော့ဝေခါမှာအဲ့လိုငချင်းကွက်မျိုးလေးတွေနဲ့ပါလာပြီဆိုရင်တော့တေချာကြည့်ပါဒါကြောင်မျိုးရောနေရလားကြောင်ဝိတ်ကိုလည်းတေချာကြည့်ပါကြောင်ဝိတ်ကိုတေချာစမ်းပါအဲကြောင်ကြောင်ဝိတ်ရော့နေပြီပါညာဆိုရင်ဒါမျိုးရောနေရလည်းဖြစ်နိုင်ပါတယ်ဒါမိတ်ဆွေတို့ဒါကတော့ငချင်းကွက်နဲ့ပတ်သက်ပြီးပထမတစ်ချက်ပြောပြတာပါပြီးတော့ဒီငချင်းကွက်ကကျွန်တော်တို့အမဲကျော် ဥပမာဆိုကြပါဆိုကျွန်တော်တို့နတ်မော်တို့တချို့အဲမော်ဝမ်းကြီးတို့ကင်းကြောင်တို့ဒီလိုနေရာတွေမှာလေအမဲကြောတွေကိုစေးလိုက်တဲ့အခါမှာအခွန်မှာပဲသူကအဲ့လိုငကြင်းကွက်ပေါ့ငားရဲ့အပေါ်မှာငကြင်းရဲ့အပေါ်မှာပါတဲ့အကွက်အကွက်ပုံနိုင်မျိုးတွေပေါ့နော်အဲ့လိုငကြင်းကွက်မျိုးတွေပါနေရရှိပါတယ်အဲ့ဒါမျိုးကိုကျွန်တော်အမဲကြောမှာကျွန်တော်ဒီလိုငကြင်းကွက်ပါနေရမျိုးကိုကျွန်တော်အဲကျွန်တော်ကငကြင်းကာလို့ပြန်ခေါ်ပါတယ်ငကြင်းကွက်ကနေပြီးတော့လာတယ်ငကြင်းကာပေါ့နော်အဲ့ဒီလိုမျိုးတွေအမဲကြောမှာပါနေပြီးကြောင်မျိုးကလည်းရင့်တယ်ရမ်းနေရတယ်လှတယ် ဒီလိုမျိုးငချင်းွက်လေးရလဲပါနေပြီအမဲကျော်မှာဒါမျိုးဆိုရင်တော့အဲ့ဒီကြောင့်ဒီဒါငချင်းအကွက်ကနေငချင်းကဖြစ်သွားနိုင်တဲ့အတွင်းကြောက်သားမှာကြောက်သားကောင်းသွားတာကြောက်သားလန်သွားတာဒီဒါမျိုးတွေလည်းဖြစ်တာပါအဲ့ဒါကြောင့်ငချင်းွက်ဆိုတာတော့မကောင်းဘူးလို့သတ်မှတ်ထားလို့မရဘူးသို့ပေမဲ့ဒါတွေကကျတော့မိတ်ဆွေတို့တကယ်လုပ်ငန်းဝင်တကယ်ကြောက်ကိုလောက်ကန်နေတဲ့နေရာမှာတွေ့ကြုံလာတဲ့နေရာမှာမှသိလာပြီးတော့မှအော်ကျွန်တော်ဆုံးလိုက်ပြောသလိုပဲဝေခါမဒီလိုဒီလိုငချင်းွက်ပါလာရင်တော့ဒါမျိုးတွေဖြစ်တတ်တယ်အမဲကျော်မှာဒီလိုငချင်းွက်တွေဒီလိုဒီလိုဟာတွေ ကြုံမှုတယ်ဒီလိုဟာတွေကဒီလိုအကာမျိုးဖြစ်သွားတယ်အဲအဲ့လိုဆိုရင်တော့မိတ်ဆွေတို့ကငချင်းခွက်ကိုကျွန်တော်အခုရှင်းပြသလိုပဲဝေခါမှာဆိုရင်တော့ဒီလိုသဘောတရားဖြစ်တတ်တယ်လို့အမဲကြောတွေမှာဆိုရင်ဒီလိုသဘောတရားဖြစ်တတ်တယ်ဆိုတော့မိတ်ဆွေတို့နားလည်လာမှာဖြစ်ပါတယ်အဲကြောကျွန်တော်အခုရှင်းပြခဲ့တဲ့ဒီအပေါ်ကရန်လျှော်အခွန်ပြီးရင်ရှင်းမွဲရှင်းကြောင်းအနာကြီးအနာအသေးပြီးပလွန်ပထော့တဲရန်ခွေးယူမဲ့ခိအညိမရှိဖားဦးငချင်းခွက်ဒါတွေဒီမိတ်ဆွေတို့ 龙族嘛，给来嘛，一边嘛，你碰到你巴拉咪声音，他你他嘛，他你下下冲我身上咪多嘛，他下到阿达这里，阿尼阿伊巴尔苏妈呗，我这这妈嘞，我咪说伊喏，这阿里有只那布多罗呗，像样阿尼那弟弟下弟弟他咪多，我一家巴尼罗个只那表亲嘞，那么这个只罗，阿伊对，阿伊少，阿伊对嘞，说来就龙族的嘛，就一边嘛，阿伊有米朝来的卡嘛，阿伊阿，米米生面的。 လုံးဝဘေးကိုဖျောက်တတ်မှုအမရှိဘူးနော်လုံးဝမစိမ့်မဲနဲ့အရင်သေးနေအရင်လျှောက်နေတာမျိုးဆိုတာဖြစ်ပါတယ်အဲ့ဒါမျိုးဆိုရင်လည်းမိတ်ဆွေတို့တတိထားရမှာဒီအဲ့ဒီလိုအရင်သေးနေအရင်လျှောက်နေတာဒီကျောင်းစိမ့်လုံးစုဂဲလိုင်းကိုဖျက်လိုက်တဲ့အခါမှာဖျက်သားဖြစ်သွားတဲ့အချိန်မှာလည်းအရင်သေးတာဒီအပြင်ကနေပြီးတော့အတိုင်းပြအတွင်းထဲမှာလည်းအရင်သေးနေတဲ့မျိုးတွေအရင်လျှောက်နေတဲ့မျိုးတွေဝင်သွားတတ်ပါတယ်အဲ့ဒါမျိုးတွေဖြစ်သွားပြီဆိုရင်လည်းဒါပြောရမယ်ဆိုရင်တော့အရင်ရှင်နေတဲ့ကြောက်နေတဲ့စာရင်တော့ဒါမျိုးတွေတန်မှုအဖြစ်နေသွားမယ်ဈေးကွက်မှာဒါမျိုးတွေအားဖြင့်တော့ဒါဈေးကွက်အဖြစ်လည်းအကြောင်းဝင်နေမှာဒါနည်းနည်းပါးပါး 呃，路边路边我讲话人就我们㖏看看，㖏那新余着，但路边一点没看过滴，挺难办滴。那我叫板地板小块来滴，而且在一小块块路边，板板格号买还是板一地板买便宜点吧？滴板地呢，板上路也蛮算用滴哒，水管嘛，呃，水管阿片难难办滴。阿路边某板水泥个，板㖏水泥个算用滴哒，水管也够难办滴。哎哟，阿生活着浇苗土了哇！哎哟，每时每地，小了地阿侬无小木米几个蛮算用，不然你讲板块便宜点是？ ဒီဘလုံးမထော့သေးရန်ကလွယ်လို့ဘေးရနေကဘာပဲဖြစ်နေပါသေးကြောင်မျိုးနုနေပြီကြောင်မျိုးမရဘူးကြောင်မျိုးနုနေပြီဆိုရင်တော့ဒီကြောင်မျိုးကခါးသားကိုမရောက်နိုင်ဘူးခါးသားအောက်ကိုအရန်ရော့ပြီးတော့ကြောင်မျိုးနုနေပြီဆိုရင်တော့ဒီအရှက်အလက်ကြီးဘေးရပဲပါနေပါစေမိတ်ဆွေတို့အဲ့ဒီကြောင်မျိုးကိုဒါမဝယ်သင့်ပါဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်မဖက်သင့်ပါဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုကြောင်မျိုးနုပြီဆိုကြတဲ့ကကိုကဒီအရှက်အလက်ကြီးပါပြီဆိုရင်ဒါတွေက ဟို तू ဖြစ်တဲ့အတိုင်းပဲသူ့ရဲ့ဗီဇအတိုင်းပဲဖြစ်ဖို့ရာခိုင်နှုန်းပိုများသွားပါပြီအဲရန်ကျန်းရင်လည်းအပြင်မှာရန်ကျန်းတဲ့အတိုင်းကြောင့်မျိုးကလည်းနှုတ်ညီတယ်မကောင်းသေးအတွင်းထဲမှာလည်းအဲ့ဒီပုံစံမျိုးတွေဝင်သွားနိုင်ပါတယ်ရန်မတန့်ဘူးဆိုရင်လည်းအတွင်းထဲမှာလည်းမတန့်နိုင်ပါဘူးဒီသဘောတရားကိုတက်ရောက်ပါလေအလိုမမဟုတ်ဘူးကြောင်မျိုးကရင့်နေတယ်ကြောင်မျိုးကောင်းနေတယ်ဆိုရင်တော့ဒီရန်ကျန်းလည်းဘာမှမဖြစ်ပါဘူးရန်ကျော်ကျန်းတယ်ကြောင်မျိုးကအရင်ရင့်တယ်ကြောင်မျိုးကောင်းတယ်အရေးပါနေတယ်အရေးကလာတယ်အရေးရွှင်တယ်အဲ့ဒီအရေးနေရာမှာ 啊，柚子，比如 OKD 啊，这些的啊，像那淮南的路东的奶奶，哎，路北奶奶，老老些的，所以讲梅水路啊，人家呢，椒苗叶的，啊，椒芽的，他们说的梅水路，我一定买的，啊，你他妈毛！人家呢，椒苗木的，啊，椒芽的，哎，椒芽的，啊，椒芽的嫩叶的，对吧？啊，椒芽木的皮光皮奶奶，啊，椒苗木的皮光皮奶奶，他们说的梅水路，哎，椒苗木，我一定买的，买着椒芽的，就那个古青的，个的，椒芽的，梅水路的，啊，谁讲的保利呀？哎呀，的龙珠。 ခဲလိုက်ဝယ်တော့မယ်လုံတော့မယ်စလုံတော့မယ်ဆိုတဲ့လူတွေဒီအချက်လက်ကိုမိတ်ဆွေတို့တိထားမှာဖြစ်ပါတယ်ဒါလေးတွေကိုတိထားပြီဆိုမိတ်ဆွေတို့ကဒါတွေကိုမြင်ပြီဆိုတာနဲ့ okay ငါဒါလေးတွေပါလာပြီဆိုရင်တော့ကိုကျော်တက်ပြောထားသလိုပဲတခြားကြည့်ပြီးဝယ်ရမယ်အကြောင်းမျိုးဘလောက်ကောင်းလဲတခြားသောအာတာချက်အရေးတို့ခြွံတို့တခြားသောကြောက်မျိုးကောင်းသွားနိုင်တဲ့ကြောက်သားကိုပို့ပြီးတော့အားပေးနိုင်တဲ့ကြောက်သားကိုပို့ပြီးကောင်းစေနိုင်တဲ့နော်ကြောက်စီကိုပို့ပြီးကောင်းစေနိုင်တဲ့အချက်လက်တွေပါလာပြီဆိုရင်တော့မိတ်ဆွေတို့ စဉ်းစားပြီးမှဝယ်ပါအလိုမဟုတ်ကြောင်မျိုးနုနေတယ်ဒီ channel တွေပါနေတယ်ဆိုရင်တော့အဲဒီကြောင်တွေကိုမဝယ်ပါနဲ့မဖြတ်ပါနဲ့လို့ပဲကျွန်တော်ဘက်ကဒါအကြံပေးခြင်းပါတယ်လုံးဝဤသည်မြွေ100%ဒါမှမဟုတ်ဖြစ်မယ်လို့ဆိုလိုတာလည်းမဟုတ်ပါဘူးသို့ပေမဲ့ကျွန်တော်တို့ကြောက်စိတ်မှာကြောင်မျိုးနုပြီဆိုကြတဲ့အကူကအလျှော်ရလုံးကထုတ်တဲ့နေရာမှာပုတ်တိုင်မှုတံမခံဘူးလက်ကောက်ဆွေးနဲ့လက်ကောက်ဖောက်တဲ့နေရာမှာလည်းပဲ့လေတဲ့ကြီးလေတဲ့ပတိဆိုလည်းပတိထုတ်တဲ့နေရာမှာပဲ့လေတဲ့ကြီးလေတဲ့နောက်ဆုံးတဲ့မှတ်တင်အကြောင်းတင်တဲ့နေရာမှာလည်းပုတ်တိုင်မှုတံကိုခိုင်းခိုင်းနဲ့ပုတ်လေ तू อ่ะအယောင်မတက်လေကျောင်းမျိုးနူးတဲ့အတွက်ပါဘယ်လိုပြောမလဲကျွန်တော်တို့ဥပမာစကပုံတစ်ခုမိတ်ဆွေတို့ကိုအဲအဲ့ဒီစကပုံလေးကရိုင်းတာတော့မဟုတ်ပါဘူးဘယ်လိုပုံစံဖြစ်သွားမလဲဆိုရင်ကျောင်းမျိုးနူးတဲ့ကျောင်းကိုမှတ်တိုက်တဲ့သဘောတရားကထညက်လုံးကိုကျွန်တော်တို့ခွေးရက်တယ်လို့ပါပဲဖြည်းဖြည်းချင်းပြောင်းသွားမှာပါပြောချင်တာကကျွန်တော်တို့ကျောင်းမျိုးရင့်တဲ့ကျောက်တွေကိုမှတ်အယောင်တင်နေဆိုရင်ကျောက်သားကမလျော့သွားပါဘူးပုတ်တိုင်းမှုတန်ကိုပွင့်ပွင့်နဲ့သူကအပူချိန်တန်နဲ့ပုတ်တိုင်းမှုတန်တအားများလဲအယောင်ကပူတက်လာမယ်ပေါ်ပေါ်လစ်တင်တယ်လို့ပဲ အကြောင်းပူတက်လာမယ်အကြောင်းပူပြီးလှလာမယ်အကြောင်းပူပြီးတောက်ပလာမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကြောင်မျိုးနုတယ်ဆိုရင်တော့အဲ့လိုပွတ်တိုင်းမှုတောင်မခံနိုင်ပါဘူးကြောက်ကပွတ်လေပွတ်လေအကြောင်းလည်းမတက်ဖင်းနေအကြောင်းပူမှုန်လေပြီးတော့နောက်တစ်ချက်ကဒီကြောက်ရဲ့အသားလည်းဖြည်းဖြည်းချင်းပါ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 ပြီးတော့ပါသွားမဲ့သဘောတရားမျိုးကိုတက်ရောက်ပါလေဒါကြောင့်မလို့ကျွန်တော်တို့ကကြောင်မျိုးနုပြီဆိုရင်ဒီဆက်လက်တွေပါပြီဆိုရင်ခြောင်ပါကြောင်မျိုးရင့်တယ်ဒီဆက်လက်တွေပါတယ်ဆိုရင်တော့တခြားသောအာတာချက်ကောင်းတဲ့လက္ခဏာတွေ 巴里巴地连锁底下，man, ale, icker, 这比较麻烦，外头外吧，我过来没地方说，那第一里头还有大名名的外吧，大家都没事做，时间在巴里呀，人力招生、录入、开码、啊看码、啊编码，第一生日的巴里边是完了，大家上一下，给啥礼物，然后个礼品给他吃巴里，他这个龙虾、小龙虾没路子，苏南无包的，生了的，然后大家说那比较的多呗。 ရှောင်းသင်းတဲ့အချက်တွေတော့ဟုတ်ပင်မဲ့လုံးဝဒါတွေမြင်လာတဲ့ရှောင်းသင်းတာမျိုးမဟုတ်ဘူးကျွန်တော်ကြောက်စိမ့်ဆိုတာကျွန်တော်အရင်ပြောခဲ့သလိုပဲကားတစ်စီးမောင်းသလိုပဲအဲလီဘာရယ်ဘရိတ်ရယ်စီယာရန်ရယ်ဒါတွေကိုတည်တည်ရှာရှာမိတ်ဆွေတို့တွဲပြီးတော့တည်တည်ရှာရှာကင်တွေတက်မှာပဲကားတစ်စီးကိုကောင်းကောင်းမောင်းနိုင်မှာဖြစ်သလိုကျွန်တော်တို့ကြောက်စိမ့်မှာလည်းလုံးစုပဲဖြစ်ဖြစ်ဂဲလိုင်းဖြစ်ဖြစ်အရှောတွေပဲဖြစ်ဖြစ်တို့ရန်ရှော့အခွန်ပြီးတော့ဒီလိုမျိုးမကောင်းတဲ့လက္ခဏာတွေနဲ့ပြီးတော့ကောင်းတဲ့လက္ခဏာတွေနဲ့ ဒါတွေကိုရှုံငုံပြီးတော့စဉ်းစားပြီးတော့မှလုံးစုဂဲလိုင်းတွေကိုဝယ်ကြတာဖြစ်ပါတယ်ဖြတ်ကြတာဖြစ်ပါတယ်အျောထဲမှာဆိုရင်လည်းအျောထဲကိုဝယ်ကြတာဖြစ်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီအချက်လက်လေးတွေကိုသိထားပြီးဆိုရင်လုံးစုဂဲလန်လုပ်တဲ့နေရာမှာအများကြီးအထောက်အကူဖြစ်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒါမျိုးတွေကမိတ်ဆွေတို့သိထားခြင်းအပြင်လည်းဟိုကျော်စင်းလုံငန်းလုပ်ကန်တဲ့နေရာမှာအများကြီးအထောက်အကူဖြစ်မယ်လို့ကျွန်တော်ဘက်ကလည်းအာမခံနိုင်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့ဒီအချက်လက်လေးတွေကိုသိပြီးဆိုရင်ကျွန်တော်နောက်ရက်တွေမှာ ဗီဒီယိုနဲ့တကွဒီအချက်လက်တွေရဲ့သဘောတရားတွေကိုကြောက်နဲ့ကျွန်တော်လက်တွေ့ဒီလိုမျိုးကြောက်တွေနဲ့ပေါ့နော်ကြောက်တွေနဲ့လက်တွေ့ကျွန်တော်ဗီဒီယိုလေးတင်ပေးပါမယ်အဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့ကကျောင်းစင်းလောကကိုကိုယ့်ဘာသူကိုဘလို့ပုံစံနဲ့ပဲဝင်လာဝင်လာလေ့လာပြီးတော့ဝင်လာလို့ရမှာဖြစ်ပါတယ်ကျွန်တော်အခုဒီနေ့ရှင်းပြခဲ့တာဒီကျောင်းစင်းလုံးစုတ်ဂဲလိုင်းရဲ့အခြေခံသဘောတရားဒါ ဟိုဘယ်လိုပြောမလဲမကောင်းတဲ့အချက်လက်တွေကိုကျွန်တော်အချိန်ကတဘောတရားကိုဒါကချပြီးရေးခဲ့တာဖြစ်ပါတယ်။နောက်ရက်မှာကျွန်တော်ကောင်းတဲ့အချက်လက်တွေအားတကြအချက်လက်တွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဆက်ပြီးလုပ်ပေးပါမယ်။အကျတော့ကျွန်တော်အခုရှင်းပြခဲ့တဲ့ဗီဒီယိုကိုချိန်ကျတဲ့တယ်ဆိုရင်မင်းစီတို့ကျွန်တော်ရဲ့ဗီဒီယိုကိုလူများများအကြည့်ကြအောင်များများ share ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီတဲ့ပိုကောင်းတဲ့အချက်လက်တွေနဲ့အသေးစိတ်ကိုပို့ပြီးရှင်းပြပေးပါမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။